ကွေကျိုးပြည်နယ်ကလူငယ်၄ယောက်ဟာဂူတခုကိုဆွန့်စားဖို့အတွက်အတူသွားခဲ့ကြပါလေ။ဂူရဲဝင်တာ၃မိနစ်တောင်မပြည့်သေးခင်မှာပဲအတွင်ပိုင်းကနေပြီးတော့အားနေတဲ့ကေပောင်းဆိုတဲ့အတန်တတန်ကြားလိုက်ရတယ်။ရုတ်တရက်ကြားလိုက်ရတဲ့အတန်ကြောင့်၄ယောက်သားကထိတ်လန့်တကြနဲ့ဂူပြင်ကိုပြန်ထွက်ပြေးလာကြပါလေ။ပထမတော့ဒရိစန်ဒါမှမဟုတ်တခုခုရဲ့အတန်လို့ထင်ခဲ့ပေမယ့်စေအေးအေးထားပြီးပြန်စင်စားကြည့်တဲ့အခါမှာတော့လူအတန်နဲ့တကယ်တူနေပါလေ။ တကယ်လို့ကူရဲမှာတရားရောက်ကအန်ဒီရဲ့ဂျုံပြီးတော့အကူကြီးတောင်းနေတာဆိုရင်ရောဆိုတဲ့အတွင်းနဲ့ယောက်ျားလေးနေရောက်ဟာကြောက်စိတ်နဲ့အတူတာဝန်တည်စိမ့်နဲ့အမောင်တို့ဖုံးလွှမ်းနေတဲ့အဲ့ဒီကူရဲကိုထပ်ပြီးတော့ဝင်သွားခဲ့ကြတယ်။ကူရဲမှာကြောက်စရာကောင်းအောင် တိတ်စိမ့်နေပါတယ်။သူတို့ဟာကူအနှစ်ပိုင်းကိုသတိထားပြီးတော့ဖြည်းဖြည်းချင်းရှောက်သွားခဲ့ကြပြီးဘသူရှိလဲပြလို့ဩခေါ်ခဲ့ပေမယ့်ဘလို့အတန်မှမကြားရပါဘူး။သူတို့ရဲ့ခြေတံတွေနဲ့ကြောက်ဆက်ပန်ဆွဲတွေကနေကြတဲ့ဆူဆူတဲ့ရေစက်တွေရဲ့အတံပဲရှိပါတယ်။သူတို့ဟာဒုတိယမြောက်ကူဝင်သွားရဲ့အကွေးကိုရောက်တဲ့အခါမှာတော့ အကြီးပြားနဲ့အယူပဲရှိတော့တယ်လို့ပင်ချောင်းနေတဲ့မိန်ကလေးတယောက်ကိုအေးဆက်နေတဲ့ကြောက်တုံးပေါ်မှာမောက်လျက်လဲနေတာတွေ့လိုက်ရတယ်။သူဟာမိလဲနေပြီးတော့အသက်အန္တရာယ်ရှိနေပြီဖြစ်ပါတယ်။ဒါဆိုမိန်ကလေးကဘာတူလဲ။သူကဘာကြောက်ဒီလိုအမောင်တူတွေကကူရဲမှာတယောက်တည်းရောက်နေရတာလေ။အဖြစ်အပျက်တွေဟာ42ရက်အကြာမှာ1998ခုနှစ်မီလာ2ရက်နေ့ကိုပြန်သွားပါတယ်။ကိုရံမျိုးဦးတန်ခရိုင်မှာမိန်ကလေး၃ယောက်နဲ့ယောက်ျားလေးတယောက်ဟာဝေးလံခေါင်တီတဲ့တောင်တန်းတွေက ကြားဖြူကူကူစူးစမ်းလေ့လာဖို့အတွက်သွားခဲ့ကြပါတယ် ီနေရာဟာလူတွေတိတ်မလာတဲ့သဘာဝကူကြီးတစ်ခုဖြစ်ပါတယ်။လေးယောက်သားကူဝါကိုရောက်တဲ့အခါမှာအမောင်သူတွေကကူနန်းကြီးကိုတွေးလိုက်ရပါတယ်။သူတို့တွေကမိန်းကလေးတယောက်ဖြစ်တဲ့ညာနေဟာအရန်ကိုစိုးရိမ်နေခဲ့ပါတယ်။ကူဝါနာလေးပဲရှောက်ကြည့်ဖို့အဆိုပြုပေမဲ့အဖော်ယောက်ျားလေးဖြစ်တဲ့အောင်ကျော်ကရောက်မတော့ဝင်ရအောင်ကွာမဝင်ရင်နှမျောစရာကြီးမကြောက်ပါနဲ့ငါအရှိကနေလမ်းပြပေးမယ်လို့တိုက်တွန်းပါတယ်။သူရဲ့တိုက်တွန်းမှုကြောင့်လေးယောက်သားကကူတွေကိုဝင်သွားခဲ့ကြပါတယ်။အောင်ကျော်က သူ့အိတ်ထဲကဖျောင်းနိုင်ကိုမိကြီးနဲ့မိညီပြီးတော့ခမမိန်အလင်းရောင်ရဲ့စူဆန်းကျင်တဲ့စိတ်နဲ့အတူသူတို့ဟာပူပူပြီးတော့အထဲကိုဝင်သွားကြပါလေမကြခင်မှာပဲရှေ့ကနေပြီးတော့ရေစီးတဲ့တချို့ကြားရလို့မြေအောင်မြင်ရှိနိုင်တယ်လို့မှန်စာပြီးဆက်ရှာဖို့ဆုံးဖြတ်လိုက်ကြတယ်။အောင်ကျော်ဟာလက်မပြောင်းအောင်လို့မြေပြူခဲတဲ့နေရံတွေပေါ်မှာအမှတ်သားတွေလုပ်ထားခဲ့ပါလေ။မကြခင်မှာပဲကြဲပြောလာတဲ့ဂူခမ်းမကြီးတခုကိုရောက်သွားပြီးတော့အိခဲနေတဲ့ရေတွေစီးစင်းနေတာကိုတွေ့လိုက်ရပါလေ။ပတ်ဝန်းကျင်ကကြောက်ဆက်ပန်းစွဲတွေကလည်းထူဆန်းပြီးတော့အံ့ဩစရာကောင်းပါလေ။ ခဏနာပြီးတဲ့နောက်မှာတော့သူတို့ဟာအနက်ကိုဆက်သွားကြတယ်။ရှေးကိုဆက်လျှောက်လာရင်မြနေဟာကုထဲမှာပူပူပြီးအေးလာတာနဲ့ဆွဆွလာတာကိုခံစားရတဲ့အတွက်ပြန်လဲဖို့ထပ်အဆိုပြုပါတယ်။ဒါနဲ့အောင်ကျော်ကဖျောင်းနိုင်တဲ့တိုင်ကိုထပ်ပြီးတော့မီညီဖို့လုပ်တော့အဲဒီအချိန်မှာမထင်မထားတဲ့အဖြစ်အပျက်တခုဖြစ်သွားခဲ့ပါတယ်။မိတော့ကိုမထိန်နိုင်ပေဖျောင်းနိုင်တဲ့တိုင်လုံးကမီငိမ့်သွားခဲ့ပါတယ်။အမောင်တို့ကချက်ချင်းဆိုသလိုပဲသူတို့ကိုဝါမျိုးသွားပါတယ်။ အောင်ကျော်ကမိကျင်းနဲ့မိပြန်ညီဖို့ကြိုးစားပေမဲ့မိကျင်းတွေဟာမျက်နှာမှမတော်တဆဆိုးသွားခဲ့တာကိုသိလိုက်ရပါတယ်။စုံနေတဲ့မိကျင်းတွေဟာဘလို့မှမိမထွက်တော့ပါဘူး။လမ်းထဲတော့လလန်းလို့မမိတဲ့အမောင်တို့ကြီးကအစဉ်ပြေနေတဲ့အခြေအနေကိုကြောင်ယုံမှုနဲ့ရှုပ်ထွေးမှုတွေအဖြစ်ပြောင်းလဲပြလိုက်ပါတယ်။ သူတို့ဟာစကားများပြီးတော့တယောက်နဲ့တယောက်အပြစ်တင်ကြတော့တယ်စိတ်အေးသွားတဲ့အခါအချင်းချင်းလက်ချင်းချိန်ပြီးတော့မှန်ညံတွေကိုအုံပြုကအပြင်ထွက်ပေါက်စီကိုဖိဖိချင်းပြန်လှည့်လာခဲ့ကြပါတယ်ဒါပေမဲ့မြေပြင်ကချုံနေပြီးတော့နေရာတိုင်းမှာခြိုက်ွက်တွေရှိနေလို့ရှေ့ကိုတို့ဘူးကအရန်ခက်ခဲပါတယ်အကြာကြီးရှောက်ပြီးတဲ့နောက်မှာရှေ့ကိုဖိဖိချင်းပဲတိုးနိုင်မန်းသဘောပေါက်သွားပါတယ်ဒီတိုင်ပဲဆက်သွားနေလို့မဖြစ်တော့ဘူးဆိုပြီးတော့အောင်ကျော်ဟာမိချစ်ကိုထက်ကြိုးစားခဲ့ပြီးမြဆွဆွနေတဲ့မိချစ်ကဘလို့မှမျှော်လင့်ချက်မပေးနိုင်ပါဘူးအဲဒီအချိန်မှာမိန်းကလေးတယောက်ဟာရှိုက်ကြီးတငယ်ငိုပါတော့တယ် ူရဲ့စိတ်ခံစားချက်ကအချားမင်းကလေးနှစ်ယောက်ကိုပါကူဆက်သွားပြီးတော့အတူတူငိုကြပါတော့တယ်။ငိုတန်နေငြိမ်သက်သွားတဲ့အခါအောင်ကျော်ကအဖွဲကိုထတ်ခေါ်သွားပြီးတော့မရေတရဲဆက်လန်းရှောက်လာခဲ့ကြတယ်။အခုချိန်မှာသူတို့ဟာအချိန်ဆိုတာမရှိတော့ပါဘူး။ဗိုက်စားတဲ့အခါမှာအိတ်ထဲကအစာပြေမုတ်တွေစားကြပါတယ်။ဘယ်မဲ့သူတို့ဟာအချိန်တိုအတွင်းမှာကိုရဲကထွက်နိုင်မှာမဟုတ်ဘူးဆိုတော့သဘောမပေါက်ခဲ့ကြပါဘူး။ဒါကြောင့်ပဲတိမ်မများတဲ့အစာတောက်တွေကိုတခါတည်းအကုန်စားပြစ်ခဲ့ကြတယ်။မိကျစ်တွေကအချိန်ကြာလာတဲ့အခါတဘာဝအတိုင်းချောက်ပြီးတော့ပြန်ကြီးလို့ရမယ်လို့သူတို့ထင်ခဲ့ကြပုံရပါတယ်။ ါပေမဲ့ကိုရဲစုထိုင်းစာကအရင်မြင်မာပြီးတော့လေဝင်လေထွက်ကလည်းနေတာကြောင့်ရေယိုမီချစ်တွေဆိုသွားရင်တော့ဓာတ်ဥဖွဲ့စည်းမှုပြည့်စည်သွားပြီးတော့ခြောက်သွားရင်တော့မှမိပြန်ထွက်နိုင်ဖို့ခက်ခဲပါတယ်။ဒါပေမဲ့သူတို့ဟာဒီတိုင်းမီချစ်ကိုစူးစမ်းနေခဲ့ပေမဲ့အကျိုးမရှိခဲ့ပါဘူး။နောက်ပိုင်းမှာတော့မြေပြင်ကရေနဲ့ကြောက်ဆက်ပန်းစဲတွေကကြားတဲ့ရေတွေကိုတောက်ပြီးတော့အသက်ရှင်ခဲ့ရပါတယ်။အဲ့ဒီချိန်မှာအောင်ကျော်ကကြောက်သေးကြသွားတဲ့မိန်းကလေးကိုခပန်းနဲ့ကယ်တင်ဖို့စူးစမ်းခဲ့ပေမဲ့အလေးမရှိတဲ့အခါမှာတော့ကြောက်ရဲ့အနက်နဲ့သူတို့ရဲ့အခြေအနေကိုဘယ်လိုမှအကဲဖြတ်လို့မရတော့ပါဘူး။ အချင်းချင်းစူးစမ်းပြီးတဲ့နောက်မှာတော့မတက်နိုင်တဲ့အတွက်လက်လျှော့ခဲ့ရတယ်။ကျန်တဲ့၃ယောက်ကထွက်ပေါက်မရှိဘဲရပ်နေခဲ့ကြပြီးတော့အဲဒီကြောက်တဲ့ကိုခေါ်ကြည့်တော့အတန်ပြတ်မလာတော့ဘဲရှေ့ကိုပဲဆက်သွားခဲ့ကြတယ်။အချင်းတွေကြလာတာနဲ့အမျှသူတို့အားလုံးဟာမတက်ရက်လမ်းလျှောက်ဖို့တော့မှခွန်အားမရှိတော့ပါဘူး။မြေပြင်ပေါ်မှာပဲမှောက်ပြီးတော့ဖြည်းဖြည်းချင်းတွားသွားရပါတယ်။ရန်နေငယ်ကြတော့မြာနေဟာအောင်ကျော်ကိုမှောက်လျက်လဲနေတာတွေ့လိုက်ရတယ်။ပထမတော့သူဟာခဏနားနေတယ်လို့ထင်ခဲ့ပြီးတော့ကျန်တဲ့မိန်းကလေးနှစ်ယောက်ကလည်းလေးလျောင်းနေကြပါတယ်။ အချိန်ကြာလာတော့မှအောင်ကျော်ကိုဘလောက်ပဲခေါ်ခေါ်အတန်မထွက်တော့ဘူးဆိုတာသိလိုက်ရပါတယ်။သူဟာတေးဆုံးသွားခဲ့ပြီးကျန်တဲ့နေရောက်ကတယောက်ကိုတယောက်အားပေးပြီးတော့ခက်ခဲပြင်းမှန်စွာရှိကိုဆက်သွားကြတယ်။နောက်ထပ်ဗနီရကျသွားတယ်ဆိုတာမသိပါဘူး။နောက်ကမိန်ကလေးကလည်းခွန်အားမရှိတော့ပဲထာဝရလဲကျသွားခဲ့ပါတယ်။မြန်နေကသူ့ကိုတွန်းကြည့်ပြီးမှတုတ်ပြန်မှုမရခဲ့ပါဘူး။သူဟာတယောက်တည်းကြောက်တုံးကိုမိပြီးတော့ငိုဖို့ကြိုးစားပေမဲ့မျက်ရည်တွေထွက်ထွက်မလာတော့ပါဘူး။ ဖော်တွေကတယောက်ပြီးတယောက်တည်ဆုံသွားတာကိုမြင်တော့မြားနေဟာအရှုံးပေးဖို့အချိန်ချင်းစဉ်းစားခဲ့မိပါတယ်ဒါပေမဲ့ NJP တော့ခံနိုင်ရရှိမှာပဲအပြင်ရောက်နိုင်မယ်ဆိုတာကိုသူကသိနေပါတယ်နောက်ဆုံးမှာတော့တနေ့မှာမြားနေဟာမှင်ပြောနေတဲ့အလင်းရောင်တစ်ခုလှုပ်ရှားနေတာကိုမောမောဝါမြင်လိုက်ရတယ်စကားပြောတဲ့တွေကိုလည်းကြားရပါတယ်ဒါဟာသူရဲ့စိတ်အာရုံခြောက်ခြားမှုမဟုတ်ဘူးဆိုတော့သိသွားခဲ့ပါတယ်။သူရဲ့ကြံရှိတဲ့ခွန်အားတွေကိုအကုန်သုံးပြီးတော့ကေပါအောင်လို့အော်ခေါ်လိုက်ပြီးတော့မိလဲသွားခဲ့ပါတယ်။အစားကပြောခဲ့တဲ့အခြေအနေဟာဒီလိုဖြစ်သွားတာပါ။ ကောင်းလေးနှစ်ယောက်ကအလင်းမြန်ကယ်ဆေးရေးအဖွဲ့ကိုအကြောင်းကြားပြီးတော့ညာနင်းကိုစေယုံချက်ချင်းပို့လိုက်ပါတယ်။နောက်ပိုင်းမှာကယ်ဆေးရေးအဖွဲ့ကညာနင်းရဲ့အနာမလန့်မကန့်ပါလေအချားမင်းကလေးတယောက်ကိုတွေ့ခဲ့ပါတယ်။သူဟာအတတ်မမျော့ကြံနေသေးပေမယ့်ကံမကောင်းစွာနဲ့ပဲအဲ့ဒီနေ့မှာပဲစေယုံမှာဆုံးသွားခဲ့ပါတယ်။ကယ်ဆေးရေးအဖွဲ့ကဆက်လက်ရှာဖွေပြီးတော့အောင်ကျော်ရဲ့ပုပ်ပွားနေတဲ့ရုံလောင်းကိုတွေ့ရှိခဲ့ပြီးတော့အရင်ဆုံးကြောက်တွင်းလေးကိုကြသွားတဲ့မိန်းကလေးကိုလည်းတွေ့ရှိခဲ့ပါတယ်။အဲဒီနေ့မှာ၃ယောက်စလုံးတည်ဆုံသွားတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ပူပြီးနှမြောဖို့ကောင်းတာကတော့ဆေးရုံမှာတတရားမြောင်နေမှာပဲညာနေဟာလေကိုရင်းအင်္ဂါထိခိုက်မှုကြောင့်ဆုံးသွားခဲ့ပါတယ်။နောက်ဆက်တွဲစုံစမ်းမှုတွေအရာကြားဖြူကူရဲ့အရှိကမီတာတရားကျော်ပဲရှိပါတယ်။ဂူအခန်းကြီးရှိခုရှိပြီးတော့ပုံမှန်အချိန်နဲ့စုဆန်းရင်တော့မိနစ်20လောက်ပဲကြာပါတယ်။ဒါပေမဲ့သူတို့ဟာတတရားမြောင်ဂူအထိပဲရောက်ခဲ့ကြတယ်။ဖျောင်းနဲ့ငိမ့်သွားတဲ့အခါသူတို့ဟာအမောင်တဲရောက်ပြီးတော့တတရားကူခံမာတယ်မှာပဲ။ပတ်ချလဲပြီးတော့ထပ်ပေါက်လမ်းကြောင်းကိုအကြည်မောင်းမရေမတွန်နိုင်အောင်လို့လွဲခဲ့ကြတာပါ။ လူတယောက်ဟာ အလင်းမရှိပဲအစားအသောက်မရှိပဲရေဘဲတောက်ပြီးတော့အေးဆိုဆုနေတဲ့ကူထဲမှာ၄၂ရက်ကြာအသက်ရှင်နိုင်ခဲ့တယ်ဆိုတော့စိတ်ကူးရင်မူတော်ခက်ခဲလာပါတယ်ဒါဟာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအရန်ကိုညှဉ်းပန်းနှိပ်စက်ခံရခြင်းဖြစ်ပါတယ်